မတို့နေထိုင်နေကြတဲ့ကဘာကြီးပေါ်မှာတော့ထိုးစံတဲ့ဖြစ်ရပ်တွေအများကြီးရှိပါတယ်။ကဘာနေရာနဲ့ကထိုးချားတဲ့အကြောင်းလေးတွေမထင်မှတ်ထားကြတဲ့အကြောင်းလေးတွေကိုဒီကနေ့ဗီဒီယိုလေးထဲမှာပြပြပေးသွားမှာဖြစ်ပါတယ်။ကဘာနေရာနဲ့ကမထင်မှတ်ထားတဲ့စိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာလေးတွေကဘာတွေများဖြစ်နေမလဲ။ကဲစိတ်ဝင်စားနေကြပြီလား။စိတ်ဝင်စားရဲဆိုရင်တော့ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးကြဖို့တောင်းဆိုလိုက်ပါရရှင်။ ပယက်ဆိတ်လို့ဆိုလိုက်တာနဲ့တင်းငယ်ပြီးကိုရဲ့အနေပတ်ဝန်းကျင်မှာအမြဲလိုလိုရှိနေတတ်တာကိုသတိထားမိကြမှာပါပယက်ဆိတ်တွေက အချို့ဆိုရင်အရန်ကိုခြိုက်ကြပါရယ်သူတို့ကအနက်ခဏလေးကောင်းကြပါရယ်အချို့ပဲရှိရာဆိုပယက်ဆိတ်လေးတွေကမြ мян ဆန်ဆန်ပဲလာရောက်တတ်ကြလိမ့်ရှိပြီးတော့သူတို့အစားမဲ့အချို့စားစရာတခုခုရဲ့အနာဂတ်သူတွေကိုလည်းရံပြိုကလေးရှိပါရယ်ပယက်ဆိတ်လေးတွေကိုတော့တင်းငယ်ရဲဆိုပြီးတော့သွားရှော့ထက်လိုက်ပါနဲ့ အထူးသဖြင့်သူတို့ကရက်ဆက်ပြီးမာနလဲကြည့်ပါရယ်။ပြည့်စိတ်လေးတွေကတော့တိုက်ခိုက်ဖို့လဲအစင်တဲဖြစ်နေကြတဲ့ကောင်လေးတွေဖြစ်ကြပြီးတော့သူရဲ့နေရာကိုကျွတ်ကျော်ဝင်ရောက်လာကြတဲ့ဗတုကိုမစိုးဝိုင်းဝန်းပြီးတော့တိုက်ခိုက်ကြရှိပါရယ်။သူတို့ကအရွယ်စားကြီးရဲ့ပြန်ဖက်တွေကိုတော့စူပေါင်းအားနဲ့တိုက်ခိုက်ကြပြီးကျမတို့လူသားတွေထက်စီလုံးမှုတွေရှိပါရယ်။တင်းခဲ့တဲ့ပြည့်စိတ်တွေကအွန်လိုင်းချင်းရန်သူကိုဝိုင်းဆွဲပြီးတည်သွားအောင်လုပ်ပါရယ်။ အစာအတွက်လည်းပူပန်စရာမလိုပါဘူး။စီလုံးချင်းအားကြောင့်ပြောစိလေးတွေကအစာရှိတဲ့နေရာကိုလည်းမြန်စွာတည်ကြသလိုသူတို့အတွက်အစာကဘလောက်ပဲအရွယ်အစားချင်ချင်သူတို့နေရာကိုရောက်တဲ့အထိအမြန်ယူသားနိုင်ကြပါရဲ့။ရှားတော့လူသားတွေအတွက်အရေးပါပါရဲ့။တရှားကြောင့်ပဲအရာသာကို ခံစားသိရှင်နိုင်ပြီးအစာတောက်စားအောင်မှာတကယ်ကိုလူသားတွေအတွက်အကျိုးများစေပါရဲ့။ ပြီးတော့ရှားကြမယ်စကားပြောဆိုရမှာပိုမိုပီတာကောင်းမွန်စေတာပါတချို့သူတွေရဲ့ရှားအောင်မှာတော့ထူးထူးခြားခြားဆူရီလိုပါရှိနေရကို တွေ့ရမှာဖြစ်ပါတယ်အခုလိုဖြစ်နေရကိုတွေ့ရပြီးတော့လဲကြောက်လန့်မသွားပါနဲ့ဒီကေတော့ဒါဟာမျိုးရိုးပြီးစမမှန်တာကြောင့်ဖြစ်ပေါ်လာတာဖြစ်ပါတယ်ပေါ်မှာအကျဲဆယ်ရီထင်းချိုထရာများပြီမဲ့တချို့သူတွေကတော့ရှောင်းအောင်မှာစူးရီလိုဖြစ်နေတတ်ပါတယ် ရှောင်းမှာစူချောင်းတွေလိုပါရှင်နေတတ်တဲ့သူတွေကိုတော့ကဘာတဝန်းလုံးမှာ900ခန့်နုံလောက်ကိုတောင်းမြင်တွေ့ရလေးရှိပါတယ်။ဒါလည်းမုံမှန်တဲ့လက္ခဏာကြောင့်ပါ။အာရဆူလေးတွေကတော့သွားမှာကက်နေရင်အနောက်ရှက်ဖြစ်စေနိုင်ပါတယ်။အခုမြင်တွေ့နေရတဲ့ဗီဒီယိုဖိုင်ကတော့ကင်မွန်တွေကမွေကိုဝိုင်းပြီးတော့တိုက်ခိုက်နေကြတာကိုတွေ့ရမှာဖြစ်ပါတယ်။သူတို့အလုံးကမွေကိုစိတ်ဝင်စားကြည့်နေကြပါတယ်။တချို့ချက်တွေဆို သူတို့စီကိုမွေရောက်လာရတဲ့ကြောင်းလက်တကြားဆုံညနေတဲ့အချိန်မှာ ခိုင်းမွန်တွေကသူတို့ရဲ့ဆောင်းဆရာလိုစိတ်ဝင်တစားကြည့်နေကြပါတယ်။မွေကိုမြင်လိုက်ရရင်တော့ဒီကောင်တွေကစိတ်နှောက်ရှက်ဖြစ်နေရှိပါတယ်။သူတို့ကတော့မွေကိုလုံးဝကြောက်မသွားကြပါဘူး။ဒီထဲမှာလက်စလိုအဝိုင်လေးတွေအဖြစ်ပါဇက်ကနေလှုပ်တာကိုမြင်ပေါ်ကြလာ။ဒါကဘလို့လှုပ်တာလို့ထင်ကြလဲ။တကယ်တော့အခုလိုရေးတယ်မှာအဝိုင်လေးအဖြစ် လုံထုတ်တာတော့မခက်ပါဘူး။ရင်ကိုတမားရီကတော့မမုတ်ထုတ်ခင်နှုတ်ခမ်းကိုဆူဆူလေးထားပြီးတော့အဖေါ်ကိုမှုတ်တင်လိုက်လိမ့်ရှိပါရယ်။အခုလိုရေသေးကနေအဝိုင်းလေးဖြင့်လုံထုတ်လိုက်တာက ပြောစရာကောင်းပါရယ်။ဆိုရှယ်မီဒီယာပေါ်မှာတော့အခုလိုလုံပြတာကနမဲကြည့်နေပါရယ်။အခုလိုရေသေးကနေရေမျိုးအဝိုင်းလေးလုံတာကသူတို့ပြောသလိုလွယ်လာတော့မသိပါဘူး။လင်းပိုင်လေးတွေကလည်းအခုလိုလုပ်ရတာကိုသဘောကျကြပါရဲ့ င်းပိုင်လေးတွေက အခုလိုရေးထဲမှာအဝိုင်းလေးလုပ်ပြီးတော့အဲဒီရေဝိုင်းလေးတွေနောက်ကို အပြန်လိုက်ပြီးတော့ကစားကြပါရစေ။အခုလိုမြင်တွေ့နေရတာကတော့ပြောစရာကောင်းပါရဲ့။လင်းပိုင်လေးတွေကလည်းလူသားတွေကိုရေမြုပ်ဝိုင်းလေးတွေလှုပ်တက်ကြပါရစေ။အခုလိုရေထဲမှာရေမြုပ်ဝိုင်းလေးတွေလှုပ်တက်ခြင်းရောနည်းနည်းတော့လေ့ကျင့်အားမှာပါ။တကယ်လုံးလို့ရမလားဆိုတာကတော့ကိုယ့်ပုံမှာပဲမူတည်ပါရစေ။အယောင်ပြောင်းနိုင်တဲ့ချက်စင် ဒီကောင်လေးတွေကအရာမျိုးမျိုးပြောင်းလဲနိုင်ပါတယ်။ဘယောင်ကနေအနီရောဖြစ်ပြောင်းလဲနိုင်တယ်လို့အပြောင်ရအဖြစ်ပါတွေ့မြင်ရတာကြောင့်ကိုရီးယားလူမျိုးတွေက7နီယာလို့အမည်ပြောင်းပေးချကြပါတယ်။သူတို့ရဲ့ဥကောင်ဘိုင်းရတော့တွေးပြန်ကြောများကြုတ်ချင်းချဲချင်းဖြင့်ဖွဲ့စည်းထားခြင်းဖြစ်ပါတယ်။သူတို့ရဲ့ဥကောင်ဘိုင်းရတော့တွေးပြန်ကြောများကြုတ်ချင်းချဲချင်းဖြင့်ဖွဲ့စည်းထားပါတယ်။ အမျိုးမျိုးသောစိတ်ခံစားမှုအခြေအနေမှာသူရဲ့အယောင်တွေးတွေကလည်းပြောင်းလဲသွားလိမ့်ရှိပါတယ်။အယောင်ပြောင်းသွားတတ်တဲ့ AI7 နီအလိုအမေပြောင်းပေးထားတဲ့အကောင့်တွေကဘာလို့အခုလိုအယောင်ပြောင်းလဲနိုင်ရလဲဆိုရပေါ်တိကျတဲ့အဖြေရှာမတွေ့သေးပါဘူး။အခုလက်ရှိမှာတော့ Samsung ဖုန်းတွေရဲ့ Samsung ရေကိုမြင့်တင်လာနေပါတယ်။ဖုန်းတွေဝယ်ယူရင်တော့နေပညာလာပါတဲ့ဒီဇိုင်းရည်တွေအမြင့်ကင်မရာ စတဲ့ဖြစ်တဲ့ချရွေးချယ်ဝေယူကြဖို့အရေးကြီးပါတယ်။အခုနောက်ပိုင်းမှာတော့ထုလုပ်သူတွေက ဖုန်းတွေရဲ့အကြမ်းခံနိုင်မှုအပိုင်းကိုပါဝန်စားပြလာကြပါတယ်။ဆက်ဆောင်ဖုန်းတွေမှာဆိုရင်အကြမ်းခံနိုင်မှုအပိုင်းကိုစရုပ်တွေနဲ့စံတက်ပါတယ်။ဂျင်ပေါင်းမီဝတ်ပေးထားတဲ့ဆက်တခုရဲ့အောက်မှာဖုန်းကိုထားပြီးတော့တကယ်လို့တယောက်ကဖုန်းပေါ်ကိုတတ်ထိုင်လိုက်မဲ့အခြေအနေမျိုးကိုစံတက်ကြည့်ရဖြစ်ပါတယ်။ပြီးတော့ဖုန်းစခရင်ပေါ်ကို အပေါ်နေရာမျိုးမျိုးလုပ်ကြည့်ပြီးတော့စံတက်ကြပါတယ်။ အချင်းကြာကြီးသုံးစင်းနိုင်မဲ့ဖုန်ကိုရွေးချယ်ဝယ်ယူမယ်ဆိုရင်တော့တရားရွေးချယ်ပြီးဝယ်ယူတာကပိုကောင်းပါတယ်။ကျမတို့လူသားတွေကအသက်ကြီးလာတဲ့နေ့များနာနှာခေါင်းတွေပိုပြီးကြီးလာသလိုဖြစ်လာတာကိုသတိထားမိရဲ့လား။အသက်ကြီးလာတဲ့ကြီးထွားမှုတွေရပ်တန့်သွားပြီမဲ့နာနှာခေါင်းတွေကပိုကြီးလာပါတယ်။ဒါတော့အသက်ရွယ်ကြီးလာတာနဲ့မျက်နှာကတင်းငယ်သွားတယ်လို့ဆိုပါတယ်။ဒါတော့ကိုယ်တိုင်ကပဲစောင့်ကြည့်လိုက်ပါ။သူတေတနာပညာရှင်အလင်က တာတိုမီနာအိုရီဆင်ဗရာနိုကာဘုတ်တော်မက်မာရီဆင်ကတော့အသက်အရွယ်ကြီးလာတာနဲ့နာနှာခေါင်းတွေပိုကြီးလာတယ်လို့အခိုင်အမာပြောဆိုခဲ့ပါတယ်။ဒါတကယ်ပဲလားမေဆူရူကာရောဘယ်လိုချင်းချလဲ။တလီကားတွေကတော့အခုလက်ရှိအချိန်ထိအရေးပါနေပါတယ်။ဈေးဝယ်ရတာကိုကြိုက်တဲ့သူတွေအတွက်လည်းမရှိမဖြစ်အရေးပါပါတယ်။ပထမဆုံးတလီကားတော့တက်တာနဲ့ပြုတ်လုပ်ထားပါတယ်။အဲဒီတက်တာနဲ့ပြုတ်လုပ်ထားတဲ့တလီကားကတော့အမေရိကန်ပြည်ထောင်စု ဘတ်ဂျက်မှာ1920ခုကပထမဆုံးပေါ်လာခဲ့တာဖြစ်ပါတယ်။ဒီအတွေ့အကောင်ဆုံးတက်တာနဲ့ပုံမကောင်းမလောက်အောင်ပြုလုပ်ခဲ့ပါတယ်။ပြုပြင်မွတ်မှန်မှုအပိုင်းမှာတော့ဘတ်ဂျက်ငွေအသုံးပြရတာများလွန်ခဲ့ပါတယ်။အခုချိန်ထိတော့ဗဟုသုတပြုပွဲအများသူကကြည့်ရှုရအောင်ထိန်းသိမ်းထားစေဖြစ်ပါတယ်။ဘတ်ဂျက်ကျွန်းဒီကျွန်းကတော့အနောက်အာဖရိကက Ivory ကိုမှရှိပြီး plastic ဘူးတွေကိုအသုံးပြုပြီးတော့တင်ဆောက်ထားပါတယ်။ဆိုပြ plastic ဘူးရားစွာကိုအသုံးပြုပြီးတော့ရေပေါ်ကျွန်းလေးအဖြစ်တင်ဆောက်ခဲ့ပါတယ်။အရာတော့ပြင်တက်လိုမျိုးလိုနေရိုက်ကသူ့အတွက်အသုံးပြုနေထိုင်ခဲ့ပေမဲ့အခုစိန်တော့ခေးသွားပြီးလာရလဲပဲတဲ့နေရာတခုဖြစ်လာပြီးဖြစ်ပါတယ်။မနက်ပိုင်းအသွားပြန်ခေးသွားနိုင်ပြီးဘောင်းငွေ900ခန့်ကုန်ကြပါတယ်။ အကျွန်းလေးပေါ်မှာတရားအေးဆက်ကအပန်းပြင်နိုင်ပါတယ်။ရီကူကန်ကာရာအိုကေတခြားအပန်းပြင်စင်ခန်းဆရာတွေပါပါဝင်ပြီးအကျွန်းလေးပေါ်မှာလက်ဆက်တဲ့ပင်လယ်စာမျိုးမျိုးကို စားသုံးနိုင်ပါတယ်။လက်ဆက်တဲ့လေကောင်းလေတန်တွေကိုရှူရှိုင်းရင်သိစိတ်အေးမြတဲ့ပတ်ဝန်းကျင်မှာအေးအေးဆေးဆေးအနားယူအပန်းပြင်နိုင်ပါတယ်။အခုစရင်ဆုပ်ပြထားတဲ့ပလတ်စတစ်ပူတွေနဲ့တိဆောက်ထားတဲ့အကျွန်းလေးကိုတော့လာရောက်လဲပြကြတဲ့အတူတွေမြပြနေပြီးစီကားနေပါတယ်။ ဟုတ်ကဲ့ပါရှင်ဒီလိုစိတ်ဝင်စားဖွယ်ရာကြောင်းတွေကိုပရိသတ်တွေကကြည့်ရှုခြင်းနဲ့ဆိုရင်ပရိသတ်တွေကကြည့်ရှုခြင်းနဲ့ဆိုရင်တော့ကျွန်မတို့ page လေးကိုလိုက်ရ follow ထားပေးကြပါဦးနော်အဆုံးထိအားဖြင့်ကြည့်ရှုမှုတွေလည်းကျေးဇူးတင်ပါတယ်ရှင်နောက်ထပ်လေးစိတ်ဝင်စားဖွယ်ရာကြောင်းအသေးလေးနဲ့တူပြန်လာခဲ့ပါမယ်